ညာခင်များเนาะဒီတော့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ရဲ့အခြေအနေကိုကျွန်တော်တို့ကြည့်ကြည့်เนาะကျွန်တော်တို့ကိုကိုကိုထင်းနေတယ်เนาะငါကတော့ဒါတိတ်ကိုမှအဲတောင်းချေလွန်းလာတယ်မုံမင်းလို့ကျွန်တော်တို့ထင်နေတယ်เนาะကိုကိုကိုเนาะမနှက်ပြန်ကွဲလွန်တာနဲ့တမ်းပြီးဂျနက်သွားမယ်သူလို့ကျွန်တော်တို့ထင်နေတယ်ဒီတော့ကျွန်တော်တို့ဒီအာရက်တင်းနဲ့ကျွန်တော်တို့ကိုကိုကိုတိုက်ကြည့်ကြည့်เนาะကဒအဖလဟယ်မုအ်မီနွန်အောင်မြင်တဲ့မုအ်မင် နော်ကွေနိုနာနဲ့တန်းပြီးတော့ဂျန္နတ်ကစီးစိမ်ကိုခံစားရမယ်မူမင်အဲ့ဒီမူမင်ကနဘတ်တအရေးချင်းကနမတ်မြဲတယ်လိစာအတ္တမိတ်စိညီနောင်မြခင်များဒီတော့အဲ့ဒီတချံသေးမှာတဲ့အများကြီးသူတွေကြံသွားလိမ့်နော်ကျွန်တော်တို့ဒီနမတ်မြဲကြလားကျွန်တော်တို့ဒီနမတ်မြဲကြလားနော်ဒီနေ့နော်တော်တော်များများတော်တော်များများမွတ်စလမန်တွေကအလုံးနဲ့နမတ်နဲ့ရှင်လာပြီဆိုရင်အလုတ်ကိုပဲဦးစားပေးတယ်နမတ်ကိုခောက်လိုက် နော်အကိနော်အလုတ်လုတ်ကောင်းနေတဲ့အချိန်မှာ နော်အလုတ်ကိုခောက်ပြီးနမတ်တော်ဖတ်တဲ့သူဆိုရင်နော်တချို့ကဒီလိုတောင်ဝေမှန်သေးတယ်ဒီကောင်တကက်ဘေဝကူဖ်ပဲနော်ရှာခြင်းဖွေခြင်းစိတ်မရှိတဲ့သူပဲနော်စူးစမ်းခြင်းစိတ်မရှိတဲ့သူပဲအလကားကောင် ကြီးပွားမှာမဟုတ်တိုးတက်မှာမဟုတ်ဘာလို့လဲသူကဆိုင်ကိုထားပြီးနမတ်တော်ဖတ်လို့ဆိုပြီးတော့အဲ့ဒီလိုကျွန်တော်တို့အပြစ်တင်ပြောဆိုကြတယ်ဒါကပြောတဲ့သူကလည်းမုံမင်ပဲ လိစာအတမိစီနီလောင်းမြခင်များနော်ဒီတော့မူမင်ကနံပါတ်1အရေးချင်းကနမတ်မြဲတယ်နော်နမတ်ဆိုတာနမတ်9ချိန်မြဲတယ်နော်ဒီနေ့အများကြီးမူမင်နေရှိတယ်နိုင်ငံရခြားမှာနော်ရောက်နေတဲ့ကျွန်တော်တို့မြန်မာမွတ်စလင်အတိုင်းဝိုင်းတွေကနမတ်9ချိန်ခဏထားအောင်တပတ်တည့်ရဂျွမ်းမာမမြဲတဲ့သူအများကြီးပဲတပတ်တည့်ရဂျွမ်းမာမမြဲတဲ့သူအများကြီးပဲအာဇရှေခနိဖ်ဆာတာမတ်ဘာကာတုမ်က ပြောပြတယ်ကနေဒါမှာကနေဒါမှာဒီလိုပဲရွှေ့ပြောင်းပြီးရောက်နေတဲ့မွတ်ဆလမန်တွေအများကြီးရှိတယ်အဲ့ဒီတဲကတယောက်ကဆရာကြီးကိုလာမေးတယ်ဆရာကြီးတဲ့ကျွန်တော်နော်အလုအကျန်း busy ဖြစ်လွန်အားကြီးလို့ဘလို့မှထွက်လို့မရလို့ကျွန်တော်ဂျွမ်မာလှုပ်လို့ရမလားတဲ့နော်သူကျန်တဲ့နမတ်ငါးချိန်ရတော့ဖတ်နေတာမဟုတ်ဒီဂျွမ်မာလေးတခုသွားပတ်ဖို့အတွက်ကိုဒီတော့ဆရာကြီးကပြောတယ်နော်တခါတလေတိတ်ချင်းနဲ့ချက်သေးရောက်လို့ဆိုရင်နော်ဒါတမျိုးပေါ့ နော်တကယ်တော့ဘာလို့ကမဲအလစီကမာဖီတောင်းရမယ်ဒါပေမဲ့ဒါကိုခဏခဏလှုပ်လို့တော့မရဘူးဒါအင်မတန်ကုနာကြီးတယ်အဲ့ဒါလို့ပြောတဲ့အခါကျတော့သူကဘာပြောလဲဆိုတော့ဆရာကြီးတဲ့နော်သူအင်တာမောက်ကိုပဲညှိုးငယ်ပြီးတော့ပြောတယ်ကျွန်တော်၃နှစ်ရှိသွားပြီကျွန်မဖတ်ဖို့ပလီမရောက်တာကျွန်တော်၃နှစ်ရှိသွားပြီကျွန်မဖတ်ဖို့ပလီမရောက်တာနော်ဒီတော့ဒါကသူများအကြောင်းပြောနေတာဒါပေမဲ့လည်းပဲကျွန်တော်တို့ကြားထဲမှာလည်းအဲ့ဒီလိုသူတွေအများကြီးရှိတယ် နော်ကျွန်တော်တို့လိုက်ပြီးစစ်တမ်းကောက်ကြည့်နော်အလုတ်ခွေနေတဲ့မှာစိတ်ယုံနေတဲ့မှာနော်အများကြီးမြန်မာမွတ်စလင်တွေရှိတယ်ယောက်ျားလေးတွေဂျွမ်မာမရဘူးနော်ကျွန်တော်နမတ်စကားချင်းခန့်နာထားအောင်အပတ်စဉ်ဂျွမ်မာတော်မှာမရောက်လေးစားအတဲမိတ်ဆေနေတော့မြခင်များဒီတော့နံပါတ်1နမတ်မြေရနော်နမတ်စကားချင်းဖတ်ကနော်နမတ်ကကျွန်တော်တို့ကိုဘေးနေရာမှာမဆိုအလရှင်မြတ်ကတောင်းဝန်ပေးတာနော်ကျွန်တော်တို့မြန်မာပြည်မှာပဲနေနေယူရီးယားမှာပဲနေနေ ဘယ်မှာသိနေနေနမတ်စပကနော်နမတ်ကိုပုတ်ပုတ်ပပပဲကျွန်တော်တို့တောင်းဝန်ကိုအဲ့ဒီလိုသဘောထားပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခံဒီနေ့အများကြီးမွတ်စလမန်တွေကနမတ်ကိုလီးလံနေကြလီးလံနေကြနော်ကျွန်တော်တို့မှာအာရဗ်ဆာဒီအာရေဗျရောက်တဲ့မက္ကာမဒီနာရောက်ရင်အဲ့ဒီမှာနော်ချီးကျူးစရာတခုတော့တကယ်ချီးကျူးမိတယ်နော်အာရဗ်အတိုင်းဝိုင်းတွေကြားထဲမှာသူတို့ကနမတ်ကိုတော်တော်ကိုမှ နော်ပုတ်ပုတ်ပပပဲတို့သဘောထားပြီးတော့တို့နမတ်ကိုမပြတ်တမ်းဖတ်ချဥမာဖြစ်နော်ဟိုစိုင်းနေပေါ့မမကမဒီနာမှာစိုင်းနေရှိတယ်တကယ်မကတ်တီးနော်အဲ့ဒီစိုင်းနေမှာလူတွေလည်းကြိတ်ကြိတ်တိုးဝယ်နေတယ်နောက်ဆုံးကျွန်တော်တို့လည်းဈေးတောင်းဝယ်နေတယ်နော်ဈေးဝယ်ရင်းနဲ့ဈေးစကားပြောနေတယ်ပစ္စည်းကြည့်နေတယ် အဲ့ဒီအချိန်မှာအာဇန်တန်ရောက်လာပြီဆိုရင်ဆန်ရှင်ကိုယ်တိုင်ကပြောတယ်နော်ခဏခဏသွားလိုက်သွားလိုက်သွားလိုက်နောက်ပြန်လာခဲ့နောက်ပြန်လာခဲ့နောက်ချက်ချင်းမဲ့ဆိုင်သားတွေဆွဲချရဲပါတဲ့တိမ့်ရရှိတာဝုန်းတိုင်းတိမ့်ပြီးတော့နော်သူတို့အမြန်သွားပြီးနမတ်ဖတ်လိုက်တဲ့ဖတ်ပြီးတော့ဆိုင်မှာဆက်ရအောင်နော်သူတို့အတွက်ဒီနမတ်ကတာဝန်ကိုနော်အင်မတန်ကြီးလေးလီးလံတဲ့ပုံစံမျိုးသူတို့နည်းနည်းမှမမှတ်ယူထားဘူးနော်သွားပြီးဖတ်လိုက်တဲ့ဖတ်ပြီးတော့သူဆိုင်ကားဖွင့်ပြီးဂျန်နာဆက်ရအောင် အဲ့ဒီသူတို့နေရာမှာကျွန်တော်တို့ဒါဆိုရင်နမတ်တခါဖတ်ဖို့အရေးကွာဆိုင်သိရအောင်မယ်ဆိုင်သိရအောင်မယ်ကစတမာတွေကိုဟိုလွတ်သွားအောင်မယ်စရစ်စင်ကြီးတွေအများကြီးပြပြီးတော့မသိရင်နမတ်ကတောင်းလောက်လေးတဲ့တောင်းဝန်တစ်ခုအလားကျွန်တော်တို့တွေအဲ့ဒီလိုပြောကြလိမ့်လေးစားအတ္တမိတ်စီညီနောင်များခင်ဗျာ ပန်းချံနေစားအဲ့ဒီလိုတွေးရတယ်ပန်းချံနေလမ်းနေတော့တခြားတခြားခြားဒီဈေးတွေနမတ်အချိန်ရောက်လာပြီဆိုရင်လူလေး၅ယောက်အမှန်တကယ်သူတို့တိတာလည်းပဲမဟုတ်เนาะမြင်မြင်မြင်တို့ဒေါက်တာတို့သွားလိုက်တယ်ဆုပြီးတော့နမတ်ကိုကျွန်မလှုပ်ပြီးတော့အကြိမ်ပလီနီနီမနာနာမှာမရှိဘူးဆိုရင်ဖတ်လိုက်ကြเนาะတက်ကြောင်ကျွန်တော်တို့နမတ်ကိုဖတ်ပါเนาะအကြိမ်၍နော်ဒီမှာအလုံးလုံးနေတဲ့သူတွေရှိတယ်။နော်နမတ်၅ချိန်ပလီလာပြီးဖတ်ဖို့မလွယ်ဘူး။နော်ပလီလာပြီးဖတ်ဖို့တော့နံပါတ်၁စူးစမ်းရ ပလီလာပြီးဖတ်ဖို့လွေတယ်ဆိုရင်တော့ဒါနမတ်ကိုဂျမအတ်နဲ့ဖတ်ဖို့ကဒါဆွန်နတိမုအကဒါဖြစ်တယ်ပလီမာလာပြီးဖတ်ကအဲပလီလာပြီးဖတ်ဖို့မလွယ်ဘူးနော်ပလီကအဝေးကြီးပဲနော်စိတ်ယုံကလည်းပဲနော်ပလီသွားဖို့ခွင့်ပြုမှမဟုတ်နော်အလုတ်ကလည်းပဲခွင့်ပြုပါမဟုတ်ဒီတော့ကျွန်တော်ဘာလုပ်မလဲဂျာနမတ်တိတိလေးတစ်ခုဆောင်ထား နော်ဆောင်းပြီးတော့နော်အလုရှင်ကိုလည်းအလုဝင်တဲ့အခါပြောပြနော်ကျွန်တော်နမတ်အချိန်ရောက်လာရင်နမတ်ခလီတစ်ချက်လောက်ပါကျွန်တော် လုံးဝအလုမှာလစ်ဟာမှုမဖြစ်ရအောင်နော်တချို့ချို့အလုသမားတွေကြတော့လေအဲ့ဒီလိုမဟုတ်နမတ်ကိုအကြောင်းပြပြီးသူနိုင်ွယ်တော့အလုကိုလီဟင်းလိုက်တော့တချို့အလုရှင်မွတ်စလင်မဟုတ်တဲ့သူကနော်အဲ့ဒါကိုလက်ခံဖို့ကြောက်သွားတယ်အဲ့လိုလိုလဲပဲမလုံးနဲ့နော်ဒီတော့ကျွန်တော်တို့ဘာလုပ်မလဲနော်ဒီတော့ဟိုနမတ်အချိန်ကြာလာပြီးအဲ့ဒီမတိုင်ခင်ကလေးကချူတင်ဝူစုလောက်ထားလိုက် နော်ဝူဇူလှုပ်ထားပြီးနမတ်အချိန်ကြလာပြီးဆိုရင်တောက်တောက်ကိုသွားပြီးတော့ဒီချိန်နမတ်တွေခင်းပြီးတော့ဥမာဖြစ်ဇူဟူရဘအလုတ်ထဲမှာဆိုရင် များသောအဖြစ်ဇူဟူရအချိန်ပေါ့နော်တောက်တောက်မှာသွားပြီးဇူဟူရကိုမြင်မြန်ဆက်ဆက်ဖတ်လိုက်နော်ဇူဟူရကတော့ဆန္ဒရကချီတယ်ဒါမဲ့လည်းပဲဆန္ဒရကလုံဖတ်နိုင်တယ်ဆန္ဒရကလုံဖတ်မယ်ဆိုရင်လေခတ်တွတ်လေးဖတ်ပေါ့ နော်ခတ်တွတ်တွတ်လေးဥမာပြခတ်ဆူတာတူတူသွဲနော်ဆွန်နက်နဲ့အညီပေါ့နော်ခတ်တွတ်တွတ်လေးဖတ်မယ်ဆိုရင်ဆန္ဒရကတ်က15မိနစ်ပေါ့ဒါပေမဲ့အလုရှင်က15မိနစ်ခွင့်မပေးနိုင်ဘူးဆိုရင်လည်းကျွန်တော်၄ရကတ်တော်ရအောင်ဖတ်လိုက် first ၄ရကတ် first ၄ရကတ်ဖတ်ရင်ဘယ်လောက်ကြာမလဲ9မိနစ်ပဲ9မိနစ်လောက်ကြတော့ပဲအလုရှင်မှနော်တွန့်တူမှမဟုတ်နော်ဒီတော့ဒေါက်တာတော့သွားပြီးနော်အမြန်5မိနစ်လောက်အတွင်းထဲမှာ first lead card ကိုဖတ်လိုက်ဆက်လုပ်လိုက်ဘာဖြစ်သွားမလဲဇိုးရကဲ first down ကိုကြည်သွားမယ်နော်အဲ့ဒီလိုမျိုးကျွန်တော်တို့လုပ်ပါ နော်အစရအချိန်ရောက်လာတယ်အလုံးမပြီးသေးဘူးဒီလိုဝုဇူးလှုပ်ထားနော်အစရအချိန်ရောက်လာတယ်နော်မြန်မြန်သွားပြီးတော့လေးတစ်ကတ်ဖတ်လိုက်နော်မဂရစ်အချိန်ရောက်လာတယ်အလုတ်ထဲမှာပဲရှိနေသေးတယ်မြန်မြန်သွားပြီးတော့မဂရစ်ကငါးတစ်ကတ်ပေါ့နော်ဖာရက်စ်နဲ့ဆွန်နတ်နဲ့နော်ဖတ်လို့မင်းဖတ်လိုက်နောက်ဆုံးမမင်းဖာရက်စ်တော့ရအောင်သုံးတစ်ကတ်တော့ဖတ်လိုက်နော်အဲ့ဒီလိုနဲ့ကျွန်တော်တို့နမတ်၅ချိန်ကိုမပြတ်တမ်းဖတ်ဖို့ကြိုးစားရမယ်